ကင်းပါဝါမှာ3ဂိုးပြတ်အနိုင်ယူပြီးနောက်ဆုံး2ပွဲဆက်အနိုင်ရခဲ့တဲ့ Manchester United မင်္ဂလာပါကိုခင်းအစ်စတဖုတ်ဘောရှူရနီကြိုးစားပါရယ် Leicester City နဲ့ Man United တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုကျွန်တော်ရဲ့ညီကိုနဲ့တူတူလုပ်သွားကြပါမယ်ယူနိုက်တက်အသင်းဟာဒီပွဲမှာ3ဂိုးပြတ်အနိုင်ရလိုက်တဲ့အတွက်ကြောင့် နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာယူနိုက်တက်တွင်းယူခဲ့တဲ့တွင်းကိုပေါင်း9ခုတိတိရှိလာခဲ့ပြီဖြစ်ပါတယ်။ပေးကိုကတော့တကိုးပဲရှိပါတယ်။ဒါကယူနိုက်တက်အတင်းအတွက်တိုက်စစ်ခံစစ် မျှတနေတဲ့စွမ်းဆောင်ရည်လို့လည်းပြောလို့ရပါတယ်။ဆော့ဒီပွဲစဉ်ဟာမန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်ခံစားချက်အစုံရရှိမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ထင်တယ်။ဒီခံစားချက်တွေထဲမှာဝမ်းနဲ့မှုလည်းပါမယ်ဝမ်းတမှုလည်းပါမယ်အစုံပဲပေါ့နော်အဲ့အတွက်ကြောင့်ခံစားချက်မျိုးစုံလို့ကျွန်တော်ကင်မွန်းတက်လိုက်တာပါ။ Okay အပွဲချောင်းဟိုမတုံးတက်ခင်မှာဘာကြောင့်ခံစားချက်မျိုးစုံလို့ကျွန်တော်ပြောတယ်လေအဲ့ဒီအပိုင်းလေးအရင်စပြီးတော့သွေးနေခြင်းတယ်ဒီနေ့ပွဲတင်မှာ Ramos Wildland ကသူ့ရဲ့ဂိုးပေါက်ပျောက်နေမှုကိုအဆုံးတက်ခဲ့တဲ့တွင်ကိုတကိုတွင်ယူခဲ့တယ်ဒါသည် United ပြည်သက်တွေအတွက်ဝမ်းသာစရာကိုပြတ်နိုင်ခဲ့တဲ့ဝမ်းသာစရာဒါပေမဲ့လည်းအခုနောက်ပိုင်းပွဲတင်မှာတောက်လျှောက်စွန်းဆောင်ရီကောင်းပြနေတဲ့ heaven တယောက်ဒံယာပြတနာရရှိသွားမှုကတော့ဝမ်းနေစရာ ဖြစ်ခဲ့ပါတယ်တော်ယုံအခြေအနေမျိုးဆိုရင်ပြဿနာထွေအတူတူမရှိဘူးလူငယ်ကစားသမားတယောက်ဒဏ်ရာရတယ်ဘလောက်ပဲနားနာโอเคတယ်သို့တော့ heaven ကမယုံကြည်နိုင်စရာ ကောင်းလောက်တဲ့ခြေသွမ်းမျိုးနဲ့တောက်မိမိကတည်းရဲ့ဆိုသလိုတက်လာတဲ့ကစားသမားဒါကျွန်တော် united ပြိသက်တွေခဏပေးပေးတာ united ပွဲတွေကိုကြည့်တဲ့တခြားသောပြိသက်ညီကိုတွေလည်းဒါတမတမတ်ကြက်ကြဒီကောင်လေးခြေသွမ်းအောင်ပိုင်းဖြတ်မယ်ဆိုရင်တော်တော်ကောင်းတယ်ဆိုတာလက်ခံရလိမ့်မယ် ဒါအာကြီးနဲ့ပွဲစဉ်ကစပြီး Real Sociedad နဲ့ပွဲမှာလည်းကောင်းတယ်ဒီနေ့ Leicester City နဲ့ပွဲမှာလည်းပွင့်လင်းပြောရင် तू အကောင်းဆုံး तू ဒဏ်ရာပြဿနာ မရခင် အချိန်ထိစွမ်းဆောင်ရပိုင်းကအမြင့်ဆုံးအချိန်တွေမှာရှိနေခဲ့တယ်ကျွန်တော်ကအကြိုက်ဆုံးကစားသမား9ယောက်ရွေးနေအောင်မှအဲ့ကောင်လေးကို Man of the Match ရွေးတော့မလို့ဒါပေမဲ့ဒဏ်ရာပြဿနာကြီးကြီးမားမားရတဲ့ပုံစံမျိုးကြီးဖြစ်သွားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ထန်းစင်နဲ့ကိုထုတ်သွားခဲ့ရတဲ့အတွက်ကြောင့်ပါ နောက်ဆက်တွဲသတင်းတွေကိုတော့တစ်ချက်စောင့်ကြည့်ရမယ်ဘလို့အခြေအနေမျိုး ဖြစ်လာနိုင်သလဲပေါ့နော်ဒါမှမဟုတ်လေအခုလိုမမျော်လင့်တဲ့အခြေအနေမျိုးနဲ့ဒီခြေသွမ်းပြနေရဲ့ချာတိတ်တန်ရရှိမှုကတော့ United ပြည်သက်တွေအတွက်ဝမ်းနေစရာအခြေအနေတစ်ခုတော့ဖြစ်မှာပါဒီတော့ကြောင့်ဝမ်းနေဝမ်းသာခံစားချက်မျိုးစုံရရှိခဲ့တဲ့ပွဲလို့ပြောတာဖြစ်ပါတယ်ခင်ဗျဆိုတော့ဒီနေ့ပွဲထွက်အခင်းချင်းမှာဆိုရင်ကျွန်တော်ရဲ့ခမန်ပွဲကျို line up တွေကနေရာတနေရာပဲလွဲခဲ့ပါတယ်အဲ့နေရာတော့ ဂျိုရှူအဇက်ဇီးနဲ့အဲရစ်ဆန်နေရာဖြစ်ပါတယ်။ကျန်တဲ့နေရာတွေမှာဒါကျွန်တော်တို့ဂျိုတင်ခမှန်ခဲ့တဲ့အတိုင်းဟူစကူရဲ့ခမှန်မှုအတိုင်းပွဲထွက်ကစားသမားအကုန်လုံးပါဝင်ခဲ့တယ်။တနည်းအားဖြင့်ရူဘင်အမိုရီရဲ့ပုံစံတဖြည်းဖြည်းချင်းစီ ပေါ်လာပြီလို့ပြောရမှာပါ။အဲ့အတွက်ကြောင့်ကျွန်တော်ရီယယ်ဆိုစီတန်နဲ့ပွဲမှာကတည်းကပြောခဲ့ပါတယ်။သူ့ရဲ့စစ်စတန်အောက်မှာကစားသမားတွေတဖြည်းဖြည်းချင်းစီအသားကျလာတယ်။အချိန်တိုင်းတာတစ်ခုကတော့ perfect ဖြစ်ဖို့အတွက်ယူအောင်မယ်။သို့တော်လည်း မစိုးဘူးပေါ့နော်ဆဆောက်ဆိုချင်းအတင်းကိုကိုင်းတွေ့တဲ့အချိန်ကာလတုန်းက defensive line လေးကတဖြည်းဖြည်းပုံပေါ်လာတယ်အခု double pivot နေရာမှာ sorry သူတွေ attacking midfield နှစ်ယောက် sorry သူတွေ wing back sorry သူတွေအားလုံးအဆင်ပြေလာတယ်တိုးတော့ဒီကစားသမားတွေကသူကြိုက်ဤမကြိုက်ဤကျွန်တော်တစ်ချက်တော့စောင့်ကြည့်အောင်မှာပေါ့နော်တိုးတော့အမော်ရင်ဖြစ်စီခြင်းတဲ့အတိုင်းနီးပြောက်ကိုလည်းယုံကြည်မှုရှိရှိနဲ့ကစားလာတဲ့ပုံစံကိုမြင်တွေ့ရတာအားရစရာတော့ကောင်းပါတယ် လုံးဝစိုးနေတဲ့အခြေအနေတစ်ခုကနေအခုလိုဟိုယုံမထွက်လာသည့်တိုင်အောင်ယုံထွက်ဖို့အတွက်ဟိုပြင်ဆင်နိုင်တဲ့အခြေအနေတစ်ခုတော့ရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီနေ့ကစားသွားတဲ့ပုံစံပထမပိုင်းကစားပုံအရင်တော့မကောင်းဘူးသို့တော့ဒုတိယပိုင်းရောက်တဲ့အခါမှာ United ရဲ့အတွဲဖက်တွေပို့ပြီးတော့မိလာတယ်ဒါလည်းလူသားပြောင်းလဲမှုတချို့လုတ်လိုက်တဲ့အတွက်ကြောင့်လို့တော့ကျွန်တော်ယူဆတယ် Joshua Zizi က form မှန်နေတယ်လို့ပြောလို့ရတယ်ဒါအပြင်အသင်းရဲ့ ဗျူဟာဘိုင်းမှာလည်း Ericsson ထက်ပိုပြီးတော့ light ပါစီးမျောနိုင်မှုအားကောင်းလို့လည်းပါပါလိမ့်မယ်အဲ့တော့ဒုတိယဘက်မှာ United တို့ goal တွေပိုပြီးတော့ရခဲ့တဲ့အတွဲဖက်တွေပိုပြီးတော့မိခဲ့တာကိုတွေ့ရပါတယ်အဲ့တော့ United အနေနဲ့ဟိုပြန်ဖက်အတင်းဖိဖိစီကစားပြီးတော့အဲ့လို possess တွေအများကြီးယူနေတဲ့ဟန်လားဆိုတော့လည်းမဟုတ်ဘူးနောက်ပိုင်းအတင်းကြီးတွေကစားတဲ့ပုံစံကအဲ့လိုဖြစ်နေတာဘာကြောင့်လဲဆိုတော့လေထီရောက်တဲ့ကစားဟန်တစ်ခုကိုပဲအားပြုတော့တယ် ဘာကြောင့်ငါတို့ရဲ့ numerical advantages တွေအများကြီးယူနေတော့မှာတော့ဒီလိုမျိုးယူနေပြီးဈာမတ်တွေဆုံးရှုံးသွားရင်လည်းဒါရှုံးတာပဲအဲ့တော့ငါတို့မှာကစားသမားကောင်းတွေရှိနေတယ် counter attack တွေသုံးမယ်ထိရောက်တဲ့ drivers တွေပြီးမယ်ဆိုတဲ့ပုံသဏ္ဍာန်အတိုင်းဒါ United မပြောပါနဲ့ Liverpool ဆိုလည်းဒီပုံစံတိုင်းဆော့တယ်အာကြီးလည်းဒီပုံစံတိုင်းပဲဆော့တယ်အဲ့တော့အသင်းတိုင်းလိုလိုက position အစဉ်ထက် relationship အစဉ်ဘိုင်းအောင်အားကိုးလာတယ်ကြည့်ရတဲ့ပြိသက်အနေနဲ့ကတော့မျက်စိပရာသာအရင်မဖြစ်ဘူးပေါ့ဗျာ စီးစီးပပိုင်အရင်မကစားဘူးဆိုတော့အမြင်မျိုးပဲရှိတာ哦အဲ့ဒီနေ့ပွဲတမှာ United ရဲ့ပထမရင်ကစားပုံကတော့မကောင်းဘူး Leicester City ရဲ့ဖိအားပေးမှုဒဏ်တော်အနေငယ်ခံခဲ့ရတယ်ဒီ Ekenau ဆိုတော့ခြေတစ်ကိုတော့တခြားလေး control လုပ်ခဲ့ရတယ်ပေါ့နော်ဒါပြင် Jamie Vardy တို့ Daka တို့ရဲ့စောစောင်ရေးခေါင်းတချို့လည်းကျွန်တော်မြင်တွေ့ခွင့်ရခဲ့တယ်ဒီနေ့မှာတခုဖြစ်ဆက်ပြောချင်ဒဏ်ရသွားတဲ့ Heaven အကြောင်းပါ Daka ရဲ့အပိုင်ဂိုးသွင်းခွင့်တွေအပိုင်ကြော်ဖြတ်ခွင့်တွေကိုအကောင်းဆုံးတားဆီးသွားတဲ့သူက heaven ဖြစ်ပါတယ် heaven ကဒီနေ့ပွဲတွေမပါဝင်လာခဲ့ဘူးဆိုရင်အဲ့ dhaka ရဲ့ twin ကိုတကူကတေချာပေါက်ပေးရမယ့်အခြေအနေမျိုးကြီးအတင်ပလင်းတဲ့ဆိုင်တချို့သောကစားသမားတွေရဲ့တူးချင်းတယောက်ချင်းစွမ်းဆောင်ရေးကောင်းမှုမှုကြောင့်လဲပါပါတယ်ဒါပေမဲ့တင်ပလင်းချက်ချင်းကောင်းမှုဆိုတာကတော့ဟိုမဖြစ်နိုင်ဘူးပေါ့နော်အချိန်တိုင်းတာတခုထီတော့ကျွန်တော်တို့စောင့်အောင်မယ်နိုင်ပွဲတွေတဖြည်းဖြည်းရလာမယ်ကစားသမားတွေရဲ့နီးပြားကိုယုံကြည်လာမယ်နီးပြားလည်းကစားသမားတွေကိုယုံကြည်လာမယ်ဒီလိုမျိုးနဲ့တဖြည်းဖြည်းချင်းစီတိဆောက်အောင်ပါ တော့ Ruben Amorim တွေလူငယ်တွေကိုနေရာပေးလိပေးတာရှိတဲ့အတိုင်းပဲဒီနေ့ပွဲစဉ်မှာဆိုရင် Toby Guya နောက် Eman စတဲ့ကစားသမားတွေကိုထည့်သွင်းပြီးတော့အသုံးပြုသွားခဲ့တာတွေ့ရပါတယ်ခင်ဗျာအဲ့တော့အတင်းလိုက်ဟန်ချက်မှာအရင်မကောင်းဆိုရင်လည်းဒါ United ရဲ့အခုနောက်ပိုင်းကစားတဲ့ style လို့ပဲပြောရမယ် counter attack တွေကိုအားပြုတယ်တဦးချင်းတယောက်ချင်းဆွဲဆောင်ရေးကောင်းမှုတွေအောက်ကနေနားလည်မှုရှိရှိနဲ့ပြန်ပတ်အတင်းကိုထိုးပေါက်ကိုးသွင်းတယ် โอเคအဲ့တော့ကျွန်တော် twin goal လေးတွေတော့တချို့သော movements လေးတွေကိုပြန်ပြီးတော့ခံစားကြည့်အောင်28မိနစ်မှာ goal တစ်ခုရသွားရပါတော့ဒါကျွန်တော် bruno fernandez ကိုတိတ်မချီးကျူးလို့ဟိုတမျိုးမထင်နဲ့ချီးကျူးစရာမလိုတော့တဲ့ကစားသမားပေါ့လေပွဲတိုင်းလိုလိုကောင်းတယ်ဒီနေ့ပွဲတင်မှာလဲ bruno ရဲ့ share ကြီးပဲ bruno fernandez ရဲ့ဒါ sniper pass လို့ပြောရမှာပေါ့လုံးဝတိကျတဲ့ကွက်တီဘောလုံးပေးပို့မှုကြီးကို round thailand အဆုံးသတ်သွားတယ် အဲ့ Ramus Island ရဲ့ twin goo အကြောင်းကိုလည်းကျွန်တော်အနည်းငယ်ဖြည့်ဆွဲပြောခြင်းနဲ့ဒီကောကပေးပို့တဲ့သူကကောင်းတဲ့အတွက်ကြောင့်သူ့ရဲ့ဟို control လုပ်တဲ့အပိုင်းကလည်းဟိုအလောတော်လေးကျသွားတယ်ပေါ့နော်ရင်မလေးနဲ့ထိမိဆွဲပြေးသွားတယ်ယုံကြည်ချက်ရှိရှိပဲအဆုံးသတ်သွားတယ်အဲ့ဒီအဆုံးသတ်မှုကတော့ကောင်းတယ်တီလဲတီးကြရတယ်နောက် power လဲပါတယ်ဘောလုံးက cut လဲဖြစ်တယ်လုံးဝအဆင်ပြေတယ်ဗျာအဲ့တော့ဒီကော twin နိုင်လိုက်တဲ့အတွက်ကြောင့် Ramus Island ဒီ ပရီးမီးယားလိ73ပွဲဇက်တိုက်ဂိုးပေါက်ပျောက်နေမှုကိုအဆုံးသတ်သွားနိုင်ခဲ့ပါတယ်။သူနောက်ဆုံးဂိုးသွင်းခဲ့တာကဒီဇင်ဘာလတုန်းက Nottingham Forest ကိုဂိုးသွင်းခဲ့တာဗျ။အဲ့နောက်ပိုင်းမှာဂိုးလုံးဝမသွင်းတော့ဘူး။73ပွဲတိတိရှိသွားရပါတော့။ပြိုင်ပွဲဆုံးအရေးအတွက်ဆိုရင်တော့အလုံး21ပွဲတိတိသူဂိုးပေါက်ပျောက်နေမှုကိုဒီဂိုးကအဆုံးသတ်စေတဲ့ဂိုးဖြစ်ခဲ့ပါတယ်ခင်ဗျာ။ခုနကကျွန်တော်ပြောတဲ့ The Heaven ရဲ့ Moments တွေကြီးမယ်ဆိုရင်ဒါဒါကာပေါ့နော်။ဘောလုံးဆွဲပြေးသွားတဲ့အချိန်မှာ heaven ကယုံကြည်ချက်ရှိရှိကို less defender အဖြစ်8ဘောလုံးကိုရအောင်ပြန်ယူသွားခဲ့တယ်။အဲ့ဒီလုံးက तू မမိဘူးဆိုရင်နောက်မှတယောက်မှမရှိတော့ဘူး။တကယ်လို့ဘောလုံးမထိပဲ6တော့တာမင်းလည်း तू နီးမှာအနေရများတယ်။တိုးတော့ယုံကြည်မှုရှိနေကိုဖျက်ထုတ်သွားနိုင်ခဲ့တယ်။ဒါအပြင်အဲ့ဒါကာရဲ့ဒီ box ထဲအကန့်ချက်တွင်ကိုတကူကိုလည်းအဲ့ heaven block သွားတဲ့တလုံးရှိတယ်။အဲ့လုံးကလည်းမ block နိုင်ဂိုးမဲ့အလုံးမျိုးပေါ့နော်။ကျွန်တော်နောက်ဒုတိယပိုင်း66မိနစ်မှာ Bruno Fernandes ရဲ့ အပိပုမှုကိုအလီယန်ရိုကနာချိုတတရကန်သွင်းယူသွားခဲ့တယ်။ဒီကူကတော့ပြိုင်ဘက်လက်စစီးရီးရဲ့နောက်ခံကစားသမားတွေလိုအပ်ချက်အတော်ကြီးမားခဲ့တယ်လို့ပြောရမယ်။ဘောက်ဆဲမှာကစားသမားတွေအများကြီးပြုံနေပါလေရဲ့နဲ့မဘလော့နိုင်ခဲ့ဦးပေါ့နော်။ကနာချိုကတော့အကျဉ်းတောင်ကိုကန်သွင်းယူသွားခဲ့တာပါ။86မိနစ်မှာတော့ဒီကူဓာလူရဲ့လှလှပပ step over out မှာဖတာဦးမျောသွားခဲ့ရင်လဲကျသွားခဲ့တယ်။ဓာလူကတော့ယုံကြည်ချက်ရှိရှိရည်ရွယ်ချက်ရှိရှိနဲ့ပဲ အဲ့ဒီကြော်ဖြတ်မှုအားနဲ့မှတစဉ်ပိုဇီရှင်ကောင်းကောင်းမှရှိနေတဲ့ Bruno Fernandes ကိုပေးပို့ခဲ့ပါတယ် Bruno Fernandes ကတော့ first test မှာနေ5ဖြစ်ပြောင်းလဲပေးခဲ့တာကိုတွေ့ရပါတယ်ခင်ဗျအဲ့တော့ဒီနေ့ပွဲစဉ်အနိုင်ရမယ် United ပရိသတ်တွေအတွက်ဝမ်းသာစရာတွေတော့ပုံပြီးတော့များခဲ့မယ်လို့ထင်တယ် Heaven အတွက်တော့စိတ်မကောင်းစရာပေါ့နော်အဲ့တော့ United ပရိသတ်တွေရောဒီပွဲစဉ်ပေါ်မှာဘယ်လိုမျိုးမှတ်ချက်တွေပေးခြင်းနဲ့ comment မှာဝင်အောင်ရေးသားသွားလို့ရပါတယ်မနေ့ဖန်ရောင်းရင်တော့အကြိုက်ဆုံးကစားသမား9ယောက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးပေးပါအောင်ခင်ဗျာ